မင်္ဂလာပါဗျာကျွန်တော်တို့မြတ်စွာဘုရားရှင်ပြိဋိနိဗ္ဗာန်ဆံတော်မူတဲ့တရားတော်မူကိုကျွန်တော်တို့ဆက်ယုံမှာလာရောက်ပြီးတော့ဝေယူပူဇော်ကြတာဖြစ်ပါတယ်ခင်ဗျာယခုလိုကျွန်တော်တို့ဆက်ယုံမှာမိမိလူကျင်တဲ့တရားတော်မူတွေဒါသူမိတာရှင်ရဲ့တိဖြာရိတ်တော်ကံသူမိတာရှင်ရဲ့တိဘုံတော်တွေကျွန်တော်တို့ကျွန်တော်တို့ဆက်ယုံမှာလာရောက်ပြီးတော့မာယူပူဇော်နိုင်ပါပြီခင်ဗျာမိမိလူကျင်တဲ့မိမိ ရရဒေတာကဆရာတော်တန်ဃာတော်ကြီးပုံသူတွေလည်းထူးဆင်းလို့ရပါတယ်ပြီးရင်ကျွန်တော်တို့မိမိကိုယ်ပဲစီကတဲ့ဆရာတော်တန်ဃာတော်တွေရဲ့ပုံတော်တွေထူးဆင်းလို့ရပါတယ်သူဒီမဟုတ်ရင်မြတ်စွာဘုရားရှင်ရဲ့စင်တူတော်လေးကိုကျွန်တော်တို့မိမိလိုချင်တဲ့မူဒရာအတိုင်းမှာယူပြီးတော့လည်းပူဇော်နိုင်ပါလေခင်ဗျာအဲဒီတော့ကျွန်တော်တို့ဒီ fiber glass နဲ့ထုတ်လုပ်ထားတဲ့ရုပ်ဝါတော်မြတ်တရားဟာ နှစ်ရှင်လဲခံတယ်လို့ပေါ်ပါခြင်းရှိပါတယ်ဟိုចောင်းဆောင်လေးပေါ်မှာတင်ပြီးပူဇော်မယ်ဆိုရင်လဲဒါဝိတ်တွေပါတွေမလေးသည့်အတွက်ကျွန်တော်တို့ဒါဟိုလိုငလင်တွေပါတွေနဲ့ကြုံတွေ့ရတဲ့ခါမှာလဲအန္တရာယ်ကိုမပေးပါဘူးအန္တရာယ်မှလဲလုကင်းစီပါတယ်ပေါ်ပေါ်ပါပါလေးဖြစ်စီပါတယ်ဝိတ်တွေတားလေးနေလို့ပူဇော်တာခက်ခဲသူတွေတော့ကတော့ကျွန်တော်တို့အစီမံလာရောက်ပြီးတော့ fiber glass ဖြင့်ထုတ်လုပ်ထားတယ်ဗုဒ္ဓရုပ်ဘွားတော်မြတ်ကြီးလာရောက်ပြီးတော့ဝယ်ယူပူဇော်နိုင်ပါလေခင်ဗျာ ပြီးတော့ကျွန်တော်တို့ဆက်ယုံမှာထုတ်လုပ်တယ် stainless steel နဲ့ထုတ်လုပ်ထားတယ် CD door တွေလည်းရပါတယ်ခင်ဗျာအရွယ်ဆုံး size ဆုံးမျိုးစုံရပါတယ်လာရောက်ပြီးတော့ဝယ်ယူပူဇော်နိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ဆက်ယုံကတော့မန္တလေးမြို့ပြီးကြီးတကွန်မြို့နဲ့တကွန်တိုင်းအမြန်လမ်းဝိုင်းပိုက်အရှိဘနာမှာတည်ရှိပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေခင်ဗျာနှလုံးစေဝံအေးချမ်းပါစေ